မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 31ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်မောင်တော်မြို့တိုင်းတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်များရဲ့အလောင်းများနဲ့စစ်တုံးဘန်းများကိုဖမ်းဆီးရရှိကဓာတ်ရုအစိမ့်ဝိဘုံများကိုပါစစ်တပ်ကအုံပြုနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် AA ကမောင်တော်မြို့ကိုအလုံးစုံတိမ့်ပိုက်ရရှိရေးအတွက်မောင်တော်မြို့အတွင်းစစ်ကောင်စီရဲ့အစစ်အဆင့်ခုခံတားဆီးထားတဲ့နေရာများကိုတခုပြီးတခုရှင်းလင်းတိုက်ခိုက်လျက်ရှိတယ်လို့သိရပါတယ်စစ်ကောင်စီ ီးရဲ့ခံဆက်နေရအများစုကိုတစ်ခုပြီးတစ်ခုတိမ့်ပိုက်ရရှိနေတယ်လို့သိရပါတယ်။တပြိုင်နက်တည်းမှာပဲမောင်တော်မျိုးတွင်မှစစ်ကူမဲ့အခြေအနေဆိုးဝါးစွာနဲ့အစုလိုက်အစုလိုက်ဂစင်ကလေးအနဲ့ထွက်ပြေးနေကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုအေအေကလိုက်လံရှင်းလင်းတိုက်ခိုက်လျက်ရှိတဲ့အတွက်ကြောင့်တိုက်ပွဲများဖြစ်ပွားလျက်ရှိတယ်လို့သိရပါတယ်။ဩဂတ်စ်လ28ရက်နေ့ကနေပြီးတော့ဩဂတ်စ်လ29ရက်နေ့အထိ AA ကထပ်မံတိမ့်ပတ်ရရှိထားတဲ့မောင်တော်မျိုးရဲ့နေရာအနှံ့အပြားကစစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့လက်အောက်ခံအကြမ်းဖက်လက်နက်ကိုင်များရဲ့အလောင်းများကိုရရှိခဲ့တယ်လို့သိရပါဗျ။စစ်တုံးမှန်းများနဲ့လက်နက် ထဲရများကိုလည်းထပ်မံသိသိရရှိခဲ့တယ်လို့သိရပါတယ်။အလားတူပဲဩဂတ်လ28ရက်နေ့မောင်တော်မြို့ပြင်မှာတခုတည်းကြန့်ရှိနေတဲ့စစ်ကောင်စီတပ်ရဲ့နာခခ9စခန်းကလက်နက်ကြီးအပြင်ဓာတ်ရုအစိတ်ဓာတ်ငွေများပါတဲ့ဘုံများကိုအုံပြုတ်ပြီးတော့တိုက်ခိုက်ချင်းများကိုပါလှုပ်ဆောင်လာတယ်လို့သိရပါတယ်။ဒါအပြင်မောင်တော်မြို့အတွင်းကနေပြီးတော့ဆုတ်ခွာထွက်ပြေးနေတဲ့အချိန်တွင်းမှာတိုက်တာအဆောက်အဦးများကိုလည်းမိရှုဖျက်ဆီးခဲ့ကြတယ်လို့သိရပါတယ်။ မောင်တော်မျိုးတိန်တိုက်ပွဲအတွင်းမှာစစ်ကောင်စီနဲ့အကြမ်းတ်လက်နက်ကိုင်များကလူသားတိုင်းကအဖြစ်နဲ့ဖမ်းဆီးခေါ်ဆောင်ထားတဲ့အပြစ်မဲ့အရသာပြည်သူလူထု26000နီးပါးကိုအေအေကကယ်ထုတ်ထားနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းတ်စစ်ကောင်စီကစက်တင်ဘာလ1ရက်နေ့ကစတင်ပြီးတော့စေဝါအပါအဝင်တွင်းကုန်များအတွက် American Dollar ရောင်းချမပေးတော့ဘဲစီးပွားရေးလုပ်ငန်းရှင်များကိုယ်တိုင်ပို့ကုန်ရငွေ American Dollar များကိုဝယ်ယူတင်သွင်းရမယ့်စနစ်တကိုစတင်တော့မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စစ်ကောင်စီရဲ့နိုင်ငံသားသုံးဝေကြီးကြပ်မှုကော်မတီအစည်းအဝေးအမှတ်စဉ်66မြန်ဆောင်2024မှာအခုလိုဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီးတော့အဲ့ဒီစနစ်တကသွင်းကုန်အားလုံးအပေါ်ကိုတက်ရောက်မှုရှိတယ်လို့သိရပါဗျာ။စက်တဘာလ1ရက်နေ့ကစတင်ပြီးတော့ပို့ကုန်ရငွေ export earning တင်ပြမှသာ တွင်းကုန်လိုင်စင်များကိုခွင့်ပြုမှာဖြစ်တယ်လို့သိရပါတယ်။ဩဂတ်စ်လအထိရှောက်ထားတဲ့တွင်းကုန်လိုင်စင်ရှောက်လွှာများကိုလည်းပယ်ဖြတ်လိုက်တယ်လို့သိရပါတယ်။ဆွေးဝါးတယ်မဟုတ်ပါဘူး။တွင်းကုန်တော်တော်များများအဲ့ဒီစနစ်အတိုင်းသွားမယ်။ပို့ကုန်ရငွေတင်ပြမှသာတွင်းကုန်လိုင်စင်ခွင့်ပြုပေးမယ်။စက်သုံးစီနဲ့စားအုပ်စီလိုမျိုးအရေးကြီးတဲ့တွင်းကုန်ကတော့ချွင်းချက်ရှိပါတယ်လို့စီးဝိုင်းနဲ့ကုတန်းရောင်းဝယ်ဝင်ကြီးဌာနကသတင်းရင်းမြစ်ကရှင်းပြထားပါတယ်။လက်ရှိမှာအဲ့ဒီစနစ်တဲ့အရာဆွေးဝါးကုမ္ပဏီ136ခုကရှောက်ထားတယ်။ဆွေးဝါးတွင်းကုန်လိုင်စင်စုစုပေါင်းတန်ဖိုး American Dollar 103တဒမ18နှစ်တန်းကိုလည်းစီစစ်ပယ်ဖြတ်လိုက်ပြီးတော့စနစ်တင်တဲ့သား twin ကုန် license လျှောက်ထားရမှာဖြစ်တယ်လို့သိရပါတယ်။ပို့ကုန်ရငွေတင်ပြမှသာ license ချထားပေးမှာဖြစ်ကြောင်းသိရှိရပါတယ်။ခစ်ကတော့အရင်တန်းရွှေလက်ထက်တုန်းကခစ်လို့ပြန်ဖြစ်သွားတာ twin ကုန်တင်သွင်းဖို့ပို့ကုန်ရငွေ export earning ကိုလိုက်ရှာဝယ်ဖို့အရွက်ဈေးတဲ့ earning ကဈေးပိုရတာမျိုးဖြစ်ခဲ့တယ်အရင်ခစ်ကပေါ့ခစ်နောက်ပြန်ဆွဲတာပေါ့ တမိုင်းတစ်ဖက်ပြန်လဲတာပေါ်လို့ UMFCCI ကစီးပွားရေးသမားတဦးကပြောပြထားပါတယ်လက်တလော73စီလုပ်ငန်းရှင်များထံကိုစစ်ကောင်စီကဒေါ်လာရောင်းချပေးမှုများကိုအကန့်အသတ်နဲ့ပြန်လဲလှုပ်ဆောင်နေပြီးတော့လိုအပ်သမျှဒေါ်လာကိုစစ်ကောင်စီဗဟိုဘဏ်ထံကနေပြီးတော့ဝယ်ယူရရှိခြင်းမရှိတော့ဘူးလို့73စီလုပ်ငန်းရှင်များကပြောဆိုထားပါတယ်စစ်ကောင်စီကစတင်လိုက်တဲ့ပို့ကုန်ရငွေ American ဒေါ်လာနဲ့သာတွင်းကုန်တင်သွင်းရတဲ့စနစ်တဲ့ကြောင့်ပြည်တွင်းမှာစေဝါအပါအဝင်တွင်းကုန်များရှားပါးလာမှာဖြစ်တယ်လို့ UMFCCI ကစီးပွားရေးအတိုင်းအဝိုင်းကတုံ့တက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလပီတင်ဆက်ပေးရမယ်သတင်းကတော့အကျန်းဖတ်စေခေါင်းဆောင်မင်းအောင်လှိုင်က K2 မဒီနန်းတော်ရတနာဘုံနန်းတော်ကမ္ဘောဇာတာဒီရွှေနန်းတော်အပါဝဲနန်းတော်နေရာဟောင်းများကိုတွားရောက်ပြီးတော့နန်းတက်ရရချေမှုများဇက်တိုက်လှုပ်ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်ဩဂတ်လ24ရက်နေ့မှာအကျန်းဖတ်စေခေါင်းဆောင်မင်းအောင်လှိုင်က တောင်ကုန်းမြို့မှာရှိတဲ့ကေတုမတိနန်းတော်နေရာဟောင်းကို၎င်းဩဂတ်စ25ရက်နေ့မှာမန္တလေးရတနာဘုံနန်းတော်နေရာဟောင်းကို၎င်းဩဂတ်စ30ရက်နေ့မှာပဲခူးမြို့မှာရှိတဲ့ကံမောဇာတာဒီရွှေနန်းတော်ကို၎င်းနန်းတော်နေရာဟောင်းများကိုတွားရောက်ပြီးတော့နန်းတက်ရရချင်းမှုများကိုလှုပ်ဆောင်နေတယ်လို့သိရပါတယ်။ဒါအပြင်ဖျားမျိုးစုံကိုလည်းလက်လှယ်ပြီးတော့ရရချင်းနေတယ်လို့သိရပါတယ်။မြို့တီနန်းတီဖြစ်စေမဲ့နန်းတက်ရရလို့သိရတယ်။ တောင်ငူမှာလည်းမြို့ရိုးတွေပြန်ဖို့နန်းတော်ပြန်တီးဖို့လှုပ်ခိုင်းနေမန္တလေးမှာလည်းမြို့ရိုးတွေပြန်ဖို့နန်းတော်နေရာပြန်လဲမွမ်းမံတိစောက်မှုတွေလှုပ်ခိုင်းနေတယ်ပဲခိုးမှာလည်းဟန်တာဝရီနေကြီးတော်မြို့ရိုးတွေကိုပြန်ဖို့ပြီးတော့နန်းတော်ပြန်လဲမွမ်းမံတိစောက်ခိုင်းနေမြို့တီနန်းတီတဲ့နန်းတက်ရေရီယာတွေကိုတက်ချုပ်ကိုးခဲ့တဲ့ဆရာတော်တွေဖြစ်တယ် ဝစီဘိတ်စီရတော်ကလုတ်ခိုင်းတာလို့နေပြည်တော်တပ်တွင်းသတင်းရင်းမြစ်ကပြောဆိုထားပါတယ်အကြပ်တ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကဗီဒင်နဲ့ရရယာများကိုအမြဲလိုလိုခြေလေးရှိပြီးတော့အဓိကအားဖြင့်၎င်းကိုးကွယ်တဲ့ဝစီဘိတ်ဖုန်ကြီးကရရယာများကိုစီမံပေးလေရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာအဲ့လိုမျိုးသားရရယာခြေလို့ရခြေသာဆိုရင်မြတ်စွာဘုရားဘာလို့တောထွက်တော့မှလဲရရယာပဲထိုင်ခြေနေမှာပေါ့ဟာတန်လေးတော့မစင်းစားတတ်ဘူးစောက်ပိုးတွေ အခက်ခဲတွေကြားတဲ့ကနေပြီးတော့နေ့စဉ်တင်ဆက်ပေးနေတဲ့ Revolut Burma News Channel ကို Like နဲ့ Subscribe လုပ်ပေးခြင်းအပြင်တော်လိုင်းရဲကိုကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာအခုလိုမျိုး Like and Subscribe လုပ်ပေးခြင်းဟာမြေပြင်ကရဲဘော်များနဲ့စစ်ဘေးရှောင်ပြည်သူများကိုတစ်ဖက်တစ်လမ်းကနေပြီးတော့လှူဒန်းပေးနေခြင်းဖြစ်တဲ့အတွက် Like and Subscribe လုပ်ပေးကြသူတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာကိုကန့်တက်မတော် MNDA ကတိမ့်ပိုက်ထားတဲ့လာရှုံမြို့ကိုစစ်ကောင်စီကလေရင်များနဲ့ဗုံးကျဲချခဲ့တဲ့အတွာစာတင်ကြောင်းနဲ့နေအိမ်ထိခိုက်ပျက်စီးခဲ့တော့လဲလူထိခိုက်မှုတော့မရှိဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဩဂတ်စ်လ30ရက်နေ့ည8:25မိနစ်ဝင်းကျင်အချိန်မှာလာရှိုးမျိုးပေါ်ကိုလေရင်နဲ့ဘုံနဲ့ကြိမ်ကျဲချသွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဘုံများဟာအမတ်ရှစ်ခြေကပညာထက်တန်းကျောင်းဆောင်ထိခိုက်ပျက်စီးခြင်းနဲ့နေအိမ်ထိခိုက်ပျက်စီးသွားကြောင်းသိရှိရပါတယ်။ဒါပေမဲ့လူထိခိုက်မှုတော့မရှိဘူးလို့သိရပါတယ်။မနေ့ညကဘုံကျဲချသွားတာမိတွေပါပွင့်သွားပြီးတော့ပောက်ကွဲသွားတယ်။လူထိခိုက်မှုတော့မရှိဘူးလို့ကြားတယ်။နောက်ထပ်ဘုံတစ်လုံးကမပောက်ကွဲသေးဘဲနဲ့ကျန်နေတယ်လို့ပြောတယ်လို့လာရှိုးမျိုးကန်တို့ကပြောပါတယ်။ MNDAA က အောက်ဂတ်စ်လ3ရက်နေ့မှာလာရှုံမြို့မှာရှိတဲ့ရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက်တလနီးပါးကြာမြင့်လာတဲ့အချိန်မှာစစ်ကောင်စီကတိုက်လေရင်နဲ့ဘုံကျဲတိုက်ခိုက်လာခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခမောင်းနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းနထိုးကြီးမြို့နယ်ကျွန်းတောင်ကြီးရွာဖုန်ကြီးကျောင်းနယ်ထဏောင်းမယ်ကြီးရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်ကညတကောင်အချိန်မှာလေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်ရာအမျိုးသမီးတအုပ်တွေဆုံးပြီးဖုန်ကြီးကျောင်းနယ်နေအိမ်၃လုံးထက်မနည်းပျက်စီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့ဩဂတ်လ31ရက်နေ့မနက်10:30မိနစ်အချိန်မှာနထိုးကြီးမြို့နယ်ကျွန်းတောင်ကျေးပါတောင်ပတ်ချမ်းမှာရှိတဲ့ဖုံကြီးကျောင်းကိုအကြမ်းဖက်စစ်ကောင်စီက Jet Fighter နဲ့လေတောင်းကနေပြီးတော့ဘုံနှလုံးကျဲချတိုက်ခိုက်ရာဖုံကြီးကျောင်းနဲ့နေအိမ်တစ်လုံးထိခိုက်ပျက်စီးခဲ့ပြီးတော့လူထိခိုက်မှုတော့မရှိဘူးလို့သိရပါတယ်ဘုံကတော့နှလုံးကျဲချသွားတာဖုံကြီးကျောင်းကိုအဓိကကျဲချသွားတာဖုံကြီးကျောင်းရဲ့အုတ်တိုင်းကပေ20 30လောက်ပြိုကျတာ ။တစ်ပင်လဲကြိုးကြတယ်။ထမ်းမင်တွေလဲကြည်စားတွေထိမှန်တယ်။ကျောင်းဆောင်မျက်နှာကျမှန်တွေပရင်းပေါက်တွေတကားမှန်တွေရောအကုန်လုံးပြုတ်ထွက်ကုန်တယ်။ပြီးတော့အိမ်သားတကားတွေရောအကုန်ပြုတ်ထွက်ကုန်တာ။ညကမိုးရွာထားတော့မြေကလည်းစိုးနေတာရဲ့။ဖုန်ကြီးကျောင်းဝိုင်းထဲမှာကြာတာဆိုတော့ဘေးကလူနေအိမ်တစ်လုံးကတော့မိဖို့ကြောင့်ပြက်စီးသွားတယ်။လူထိခိုက်မှုတော့မရှိဘူး။ကျောင်းဆောင်တေးသေးလေးထဲမှာကိုရင်လေးတွေကျင်းတယ်။မနေ့ညကမိုးတွေတအားယူလာလို့အဲ့ဒီကျောင်းဆောင်တွေကနေပြီးတော့ပြောင်းလိုက်တာ။ ပြောင်းလိုက်လို့ကိုရင်လေးတွေဘာမှမဖြစ်တာဒီမှာမချခင်ကလည်းဘုံနှလုံးချသွားသေးတယ်ဘယ်မှာချလဲတော့မသိဘူးလို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်အလားတူပဲဒီကနေ့မနေ့တနာရီ30မိနစ်အချိန်မှာလဲနထိုးကြီးမြို့နယ်ထဏောင်းကုန်းရွာကိုအကြမ်းဖက်ဆက်တက်ကလီတောင်းကနေပြီးတော့ဘုံဒီတလုံးကျဲချတိုက်ခဲ့ရာအမျိုးသမီးတအုပ်တေဆုံးပြီးနေအိမ်နှလုံးထက်မနေ့ပြက်စီကနွားနှကောင်နဲ့တေဆုံးခဲ့တယ်လို့သိရပါတယ်ဒါအပြင်နထိုးကြီးမြို့မှာရဲစခန်းကလည်းနထိုးကြီးမြို့တောင်ဘက်ကိုဩဂတ်လ30ရက်နေ့ညနေပိုင်းက လက်နက်ကြီး၅လုံးပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်လက်တလုံးမှာနထိုးကြီးမြို့နယ်မှာစစ်ကောင်စီတပ်များနဲ့တော်လိုင်းတပ်များကြားမှာစီရဲတင်းမှလည်းရှိပြီးတော့တော်လိုင်းတပ်များကစစ်တပ်စခန်းများကိုထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရဲသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ